တို့ပြည်သူစေဦးကြီးကိုညမဲ့ဝင်ခွင့်ပေးထားပြီးညဘက်စေကူတာဖို့လူနာလာမယ်ဆိုရင်ဖိုးဆက်ပြည်ဝင်ခွင့်တောင်းရမှာဖြစ်တယ်လို့စေဝင်တန်အတိုင်းဝိုင်းစီကတည်ရပါတယ်။တို့စေဦးကြီးမှာအဝင်အထွက်တကာနှစ်ခုရှိတာမှာအာနာဒေဝီနော်နေည24နာရီဖွင့်ထားတဲ့ဒူနာပြုတ်တင်တန်းကြောင့်ဖက်ကအဝင်ဘောက်ကိုမန္နကိုရင်ကစပြီးညဘက်ဝင်ခွင့်ပေးလိုက်တယ်လို့ပြောပါတယ်။ ဆေးဥတောင်ရှိသူတွေရဲ့ညွှန်ကြားချက်အရဆိုပြီးမနေ့9နာရီကနေည10နာရီအထိပဲဖွင့်ပေးတော့တာပါဒီလိုပိတ်တာကဆေးဥတဲ့တမတ်နေရာတွေမှာထားတဲ့လူနာဇောက်တွေရဲ့စိုက်ကဲတွေညမဲ့ပျောက်ဆိုတာခက်စိစိတ်ဖြစ်တာကြောင့်လို့ဆိုပါတယ်24နာရီဖွင့်ထားတဲ့ဒေါ်ဆေးဥကြီးရဲ့ပင်မအဓိကဝင်ပေါက်ကိုအာနာဒီပြီးနောက်ပိုင်းမနေ့9နာရီကနေညနေ6နာရီအထိပဲအဝင်အထွက်ခွင့်ပြုတော့တာပါ ဒါကြောင့်ဒွဲခဲတဲ့ကအေးဘော်လူနာတွေစေကူတာဖို့နဲ့အေးဘော်လူနာတင်းတွေညာဘက်လူနာတင်လာရင် အနောက်ဘက်ဝင်ပေါက်ကပဲဝင်ကြရပါတယ်ဒီလိုအချိန်မှာအနောက်ဘက်ဝင်ပေါက်ကိုပါညာဘက်ဝင်ခွင့်ပိတ်တာဟာအေးဘော်လူနာတို့အတွက်အချိန်မီစေကူတာခွင့်ရဖို့နှောင့်နှေးစေတာကြောင့်လုံးဝမလုံသိမ့်ဘူးလို့ဒွဲမျိုးကန်တွေကဝေဖန်နေကြပါတယ် တော်ဝင်မျိုးမှာမန္တတရကစားပြီးစစ်ကောင်စီကပုဂလိကဆေးကိုတုံယုံကိုစစ်ကူတာခွင့်ပေးလိုက်တာကြောင့်တော်ဝင်ပြည်သူဆေးကိုကြီးစစ်ဆေးုံနဲ့ကြံပုဂလိကဆေးကိုနေုံမှာလူနာတွေပုံမှန်ထက်အများနေချေအခုလိုဆေးကိုညဖက်ဝင်ခွင့်ပေးထားတာကလုံးဝမလုံသိမ့်ဘူးလို့တော်ဝင်မျိုးကန်တွေကပြောဆိုကြပါတယ်